ပါဝင်ခွင့်ရတဲ့အခါသူအဲ့ဒါကိုအရန်ပေါ့နော်အာ reach ရောက်ချင်တဲ့ပိတ်သက်ကိုလည်းဒါလေးတွေကိုပေါ့နော်အာယုံဆိုင်စေချင်တဲ့သူ့မှာအရန်ဆန္ဒပြင်ပြတဲ့ခါကျတော့ဟုတ်ပြီကတော့ဝဲပေးအောင်အာ pressure ပြရင်တော့ပြောလာခဲ့မယ်ပေါ့နော်အမတက်ပေးမယ်ဆိုပြီးပြောဖြစ်တ နေ့ဆိုလည်းအမတကူတကရောက်လာပေးတယ်ဆိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဒီကဘယ်တော့မှမသိရရက်ကလေးကသူရတဲ့သူတအားတွေပြောနေကြရလေဟုတ်ပြီအဲ့ကမီဒီယာမိတ်ဆက်ကြတော့အားရအောင်တက်မယ်တက်ပေးမယ်ပေါ့နော်ဟောဖြစ်မယ်ဆိုပြီးတော့ပြောထားဆိုအခုကျကွက်တီဖြစ်သွားတော့ဒါပြည့်တဲ့ကျေးဇူးအများကြီးတင်ပါတယ်အမတို့လည်းဖိတ်တဲ့အတွက်ကျေးဇူးတင်เนี่ยดิไอ้လိုမျိုးပေါ့เนาะအဲဒါဒါတော့ကောင်းမှာပေါ့လုံးရမယ်အဲဒါတော့စဉ်းစားဦးเนาะအဲ့လိုပေါ့เนาะသူလည်းအဲ့လိုမျိုးကြံကြံတောင်းကိုယ်ကလည်းပြောပေးပြတယ် အဲ့ဒီပါလေကြောက်တာပြီးပြီလားဟိုဘက်ရောက်နေပြီနော်ဟုတ်တယ်မလားနည်းနည်းဒီဘက်ထိုးလို့ရပါလားမရဘူးအမေပါဘာလို့အမေတော့ကိုဆိုတော့နော်တော်တော်လေးအမေအာဘယ်လိုပြောလဲအမေနဲ့ဆိုတော့အမေပြောတယ်ပေါ့အမေဆုံးမတာနားထောင်ဒါများတာပေါ့နော်အမနက်ပြောရအောင်တော့အဓိကလည်းမှာတော့ခန့်တယ်ပေါ့ခန့်တယ် ခန့်တင်ခန့်တင်ခန့်တင်စလို့ရအိမ်မှာအဓိကတော့မတော့အခန့်တင်ပေါ့နော်ပြင်မာကြရေးသေးတီးရအပြင်ဆိုတော့ကြတော့ကိုမောင်လေးလိုပဲမောင်လေးလိုဆိုတော့အဓိကတော့သူနဲ့ကားရိုက်ဆုံတယ်နော်ကားရိုက်ဆုံကြတာအကားရိုက်ဆုံနမအရန်ရောအဆုံကတော့တအားတော့မများလိုက်ဘူးဒါမဲ့လည်းအဲ့မှာခင်မင်းရင်းနှီးသွားတယ်ပြီးတော့သူ့ရဲ့ပေါ့နော်အမှုပညာပေါ်ထားတဲ့အဲပေါ့နော်စိတ်ထားလေးတွေပြီးတော့သူ့ရဲ့စူးစမ်းမှုတွေသူ့ရဲ့ဖြစ်ချင်တဲ့ပေါ့နော်ဇော်တွေသူလုံး င်းပေါ့နော်စိတ်အားထွက်ကြွမှုတွေကိုကအရင်မြင်ရတော့ကိုငငယ်တုန်းကအဲ့လိုယုံခံပြီးတော့ပေါ့နော်လောက်ရတဲ့သူတယောက်ကိုမြင်ရတယ်လို့ခံစားရရတယ်ပြီးတော့သူပြင်ဆိုဒီကားကိုသူအရင်အာယုံထဲ လားတွေ့တိုင်းသူကဒီကားပဲသူဒီကားကိုသူဘယ်လိုတွေပေါ့နော်သူအရန်ကြီးစိတ်နဲ့ထားတယ်ဆိုတာသူ့အတွက်ဒါလေးကတော်တော်လေးကိုပေါ့နော်အကာတာတစ်ခုအနေနဲ့အဲသူပါဝင်ခွင့်ရတဲ့အခါသူအဲ့ဒါအရန်ပေါ့နော်အဲ reach ရောက်ချင်တဲ့ပိတ်သက်ကိုလည်းဒါလေးတွေကိုပေါ့နော်အာယုံစိုက်စေချင်တဲ့သူ့မှာအရန်ဆန္ဒပြင်ပြတဲ့ခါကျတော့ဟုတ်ပြီကတော့ဝဲပေးအောင်အဲ pressure ပြရတော့ပြောလာခဲ့မယ်ပေါ့နော်အမတက်ပေးမယ်ဆိုပြီးပြောဖြစ်တဲ့အမေပိုကောင်းသွားတာကပြမဲ့ channel ကလည်းမြတ်တို့ဒါ hey play application ရလည်းဖြစ်တယ်ပြီးတော့ခါကျတော့ဒါ channel 7လည်းဖြစ်နေတဲ့ခါကျတော့ဒါအမြင့်သူက လည်းဒါဒါ Hipply နဲ့ Channel 7ဆိုတာကိုယ့်ရဲ့ပြောရမိသားစုလိုတော့ဖြစ်နေရကိုယ့်တို့ဘောမှာလည်းကျေးဇူးအများကြီးရှိတဲ့ application နဲ့ channel line ဖြစ်တဲ့အခါကျတော့ပြန်သူဒီဒီပွဲကိုဒီနေ့တက်ရအတွက်အရန်ကိုလည်းဝမ်းသာပါတယ်အရန်လည်းပိုပြီးပျော်ရွှင်ရပါတယ်အာကျွန်တော်က surprise ပေါ့အရန်ပျော်သွားတာပေါ့ခုမှမအမလည်းလည်းအလုပ်ပိုများတယ်လေအလုပ်များတယ်ဆိုတာတီးတော့မနက်ကဆိုလဲဟိုကထိန်ဆိုတာမိုက်လေးမှမမြင်လိုက်တော့အမအဆူရှိကြပဲဒီနေ့အမန်းပြောရတယ်ပေါ့ အာမအာမပြောပြောသွားပြီပေါ့ခုလေးပြောလိုက်ပါအဲ့လိုအဲ့လိုတော့မဟုတ်ပါဘူးအမကပြောပြီးသွားရင်တော့အမကတေချာဖြစ်မြောက်အကုန်သူမရရတဲ့အချိန်ပေးပြီးတော့အာလာပြီးတော့ကုညီပေးတာဟုတ်အဲ့တော့ကျွန်တော်ကတော့ဒါပြောမှဆိုရင်ဒီအားတစ်ခုပဲပေါ့နော်ကျွန်တော်ကျွန်တော်တို့ဒီဒီအဲထဲမှာကပြည့်လို့ အရင်ကျွန်တော်အသစ်ဖြစ်နေတာအသစ်ဖြစ်တော့တကယ်မျိုးခွင့်ရရဖို့ကလည်း challenge ဖြစ်တယ်ဆိုတော့ဖြစ်တဲ့အချိန်ရတဲ့အချိန်မှာကိုဘယ်လိုလုပ်ထားလဲဒါကကျွန်တော်ချိန်မှာဒါ senior အရင် senior ကြရတဲ့သူပေါ့နော် professionally senior ကြရတဲ့သူဖြစ်တဲ့အတွက်ကြောင့်အဲသူဘယ်လိုလုပ်တဲ့ပုံစံတွေရောပြီးတဲ့ခါကျရင်ဒါအမနဲ့လိုတဲ့ဒီမှာစုံပြီပေါ့ဒီစုံပြီဆိုတဲ့ခါကျရင်အမဘယ်ဟာတွေတော့ဘယ်လိုရှိလဲဘယ်လိုလုပ်ရမလဲအကြံဉာဏ်တောင်းနေတာရှိရဲ့ ဒီနေ့ဆိုလည်းအမတကူတကရောက်လာပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့။ဒီကဘယ်တော့မှမသိတဲ့ရက်ကလေးကသူရက်လေးသူတအားတွေပြောနေကြရလေ။ဟုတ်ပြီ။အဲ့ကမီဒီယာမိတ်ဆက်ကြတော့အားရအောင်တက်မယ်တက်ပေးမယ်ပေါ့နော်။ဘာဖြစ်မယ်ဆိုပြီးတော့ပြောထားတာဆိုအခုကျ quality ဖြစ်သွားတာ။ဒါပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အမတို့လည်းဖိတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။အာမြင့်စွာသူ့ကိုကျတော့အပြင်မှာပို့ပြီးရင်းနေတယ်။သူ့ရဲ့ page ID တေးဥဆောင်မှုကိုကျမြင့်စွာပိတ်ကားပေါ်မှာ TV ပေါ်မှာမမြင်ရသေးဘူးပေါ့နော်။အဲ့တော့တော့အတူဘာမှအများကြီးဝန်ခံလို့မရသေးဘူး။ဒါပေမဲ့မြင့်စွာပြောလို့ရတာကသူ့ရဲ့အာ စိတ်ပေါ့နော်အမှုပညာပေါ့သူယူတက်တဲ့စိတ်ပြီးတော့သူ့ရဲ့ဝန်းစာဖြည့်နိုင်မှုအဲသူ့ရဲ့ယူသွုံမှုတွေရောအယမ်းမြင်ရတယ်တခုပဲသူကအယမ်းစိတ်ကလေရမ်းဖို့ပေါ့နော်ငယ်လို့ပဲလာပြောမလားကိုရင်ငယ်လို့လို့ပေါ့နော်သူစိတ်မထားတတ်သေးတာတခုပဲ ။တကူတတနဲ့အဲ့လိုပေါ့နော်။လူကသာအဲလူကသာမာတာဒေါသဖြစ်လဲအရန်လွယ်တယ်။ပြီးစိတ်ခံစားရရင်လည်းတအားခံစားရတယ်ဆိုတော့အဲ့တော့ तू က तू ကအဲ့ဒီဟာလေးပါမရင်ချက်သေးတဲ့သဘောလေးပါ။ကျွန်တော် तू ကလေဒီအလုပ်ပေါ့ तू လုပ်မယ်ဆိုရင်အလုပ်ပေါ့။တပြော tour modeling ကလည်း तू ကအရန် crazy ဖြစ်တယ်။ तू က modeling one way သူကအရင်ကြိုက်တယ်ပေါ့နောက်ပြီးတော့ body ကိုလည်းသူကကိုနဲ့ကပြောတာငငယ်တော့ကိုကိုကိုသူ့ကိုပြင်မြင်ရတယ်လို့ဖြစ်ကြ။သူက model ကိုလည်းသူစိတ်မလျော့ဘူး။ကိုလိုပဲပြီး body ဘိုင်း body ဘိုင်းကလည်းသူကရောမရောကြအဲ့လိုမျိုးတွေရှိတော့သူ့ကိုကြည့်ပြီးတော့အော်ကိုငငယ် ေတော့ကစူးစမ်းရတဲ့လူတယောက်အနေနဲ့ဆိုတော့ဒါလေးကတော့ကိုလည်းဒါကိုအတွက်ကဘာမှအရင်ကြီးခရင်တဲ့အရာမဟုတ်တော့ okay ဟိုကကိုရဲ့မောင်တယောက်ကိုဝင်းရတယ်လို့ဝင်းရံပေးမယ်ဆိုပြီးတော့ကြောက်ဖြစ်တာပေါ့အဲ့လိုမျိုးသူ့တော့အဲ့လိုအဲ့လာပါပဲ तू ကအာ I think ကောင်းကောင်းတော့မသိသေးဘူးငါအားမနာတယ်ကွတော့ငါကြည့်ပြီးပြောမှာအကြီးစားဝေဖန်ထောက်ပြပေးပါဦးကိုချိန်ချိန်ဟာပါဦးဝေးရလေးစားအရန်ပေါ့ကိုဆိုလဲ ခုဆိုပေါ်ပြီးဘာလို့ဆိုကိုယ့်ကိုကူညီပေးလို့မရမဟုတ်ပါဘူးဘာလို့ဆိုအမားတို့ဆိုလည်းဒီရှင်းမှာအများကြီးအလုပ်တွေလုပ်နေတဲ့ခါမှာအာဒီဘာလို့ဆိုပွင့်မှုလာဒီတော့ရှောက်ပါဘောเนาะအဲ့ဒါတွေလည်းရှိရတယ်အရန်ပညာယူရတာဘလို့အဆုံးအဲ time sketch ဘလို့လုပ်တယ်ဆိုတာတွေကအစားတော့အရန် follow ပွဲခုတ်တာကိုပြောနေတာလားငါပွဲခုတ်ကြမ်းတာကိုပြောနေတာလားအချိန်အချိန်ဘောเนาะအဲ့လိုထပ်မတော်အောင်လုပ်နိုင်အလုံးနဲ့ပတ်သက်ပြီးတော့ဘောအလုံးတစ်ခုသူပြောရအပြောတစ်ခုခုဆိုဒါလည်းလို့ရှိရဲ့ ြင်းနဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါဒါတော့ကောင်းမှာပေါ့လုံးရမယ်အဲ့ဒါတော့စဉ်းစားဦးနော်အဲ့လိုပေါ့နော်သူလည်းအဲ့လိုမျိုးကြံကြံတောင်းကိုလည်းပြောပေးပြတယ်အဓိကသူသူ့ရဲ့စိတ်ကနည်းနည်းဟိုလေးဘယ်လိုပြောမလဲသူအရင်မျောလင်းထားပြီးတခုခုအဲ့လိုမျိုးဖြစ်သွားတယ်သူ့မှာသူ့ဘက်သူတရတဲ့လောက်လွတ်လာအောင်လွတ်လာအောင်အဲ့လိုကဘာမှမဖြစ်ဘူးကောင်းမှု ကြည့်ရကိုကိုကိုပြင်ဆင်ဆောင်ကြတာပေါ့အမကလည်းဒီလိုပဲအကိုရီကအစပတ်သက်ဆွနဲ့အ supporting ပေါ့နော်အများကြီးမရှိတဲ့အခါကျတော့ကိုကိုကိုကြိုးစားပြီးကိုကိုကိုဝမ်းစာဖြစ်နေအခွင့်အရေးတစ်ခုကိုရအောင်စောင့်နေရောက်မှမလုံနဲ့ကြိုးပြီးတော့ကိုကိုကိုပြင်ဆင်သူများအဲ့လိုမျိုးပဲမျက်တော်ကကြံ့ကြံ့ပေးပြတာအခုတော့စကားပြောနေလေးနေတယ်လို့နည်းနည်းပါအတိတ်ဖြစ်အောင်ပြောပါနည်းပြမအတိတ်ပါလေကြောက်တာပြီးပြီလားဟိုဘက်ရောက်နေပြီနော်ဟုတ်တယ်မလားနည်းနည်းတကယ်တို့လို့ရပါလားမရဘူးအမလို့အမလို့တော့ခုဆိုနော်နည်းနည်းလေးအမ အာဘယ်လိုပြောလဲအမားနဲ့ဆိုတော့အမားပြောတယ်ပေါ့အမဆုံးမတာနားထောင်ဒါများတာပေါ့နော်နားမအမပြောပြတဲ့အရာတွေကလည်းဒီလက်တွေ့သူရဲ့အတွေ့အကြုံနဲ့လက်တွေ့နဲ့ရှင်းရှင်းပြီးပြောပြတဲ့အရာဆိုတော့ဒီတကယ်အပြင်မှာလည်းကြုံလာတဲ့အရာများတာပေါ့များတဲ့အခါကျတော့ကိုယ့်တက်ကနားထောင်နေတာကျွန်တော်တက်ပို့ပြီးတော့အဲပြောတယ်တန်ဖိုးပို့ရှိတာပေါ့အဲဒီမှာ